မင်္ဂလာပါမိတ်ဆွေတို့ Global Pharma YouTube Channel မှာပြန်လည်ကြိုဆိုပါရစေ။သမရဒေါ်နယ်ထရန့်ရဲ့အခုလက်ရှိဒုတိယတက်တန်းမှာအရှင် ပထမတက်တန်းနဲ့တိတိတသာကွဲပြားတဲ့ကိစ္စတစ်ခုကတော့အစိုးရအဖွဲ့ဝင် ဝင်ကြီးတွေကို ရွေးချယ်တဲ့နေရာမှာပါပဲ။ပထမတက်တန်းတော့ကဝင်ကြီးအလုံးနီးပါးကနိုင်ငံရေးအတွေ့အကြုံရှိသူတွေဒါမှမဟုတ်ရင်လေသက်ဆိုင်ရာနယ်ပယ်က professional ကျွမ်းကျင်သူတွေဖြစ်ကြပါတယ်။ဒါပေမဲ့မိတ်ဆွေတို့သိတဲ့အတိုင်း Trump ကတော့ Trump ပါပဲ။အခုဒုတိယသက်တမ်းမှာတော့၎င်းတို့ရဲ့တမူထူးခြားတဲ့နောက်ခံခြေနေတွေအငင်းပွားပွေရာကိစ္စရပ်တွေကြောင့်ပုံမှန်ဆိုဖြစ်နိုင်ကြီးနေတယ်လို့ယူဆထားတဲ့လူတွေကိုဝင်ကြီးအဖြစ်ခံမှုတွေပါဝင်လာခဲ့ပါတယ်။အငင်းပွားပွေရာတမူထူးခြားတဲ့ဘလို့လူတွေကို ဝင်ကြီးတွေအဖြစ်ခန့်အပ်ထားတယ်လေဆိုတာရယ်နဲ့အဲ့လိုခန့်အပ်မှုတွေကနေဘလို့အကျိုးဆက်တွေဖြစ်လာနိုင်ရရှိလဲလဲဆိုတာကိုတော့အခုဗီဒီယိုထဲမှာဆက်လက်ကြည့်လိုက်ရအောင်ပါပထမဆုံးပြောရမယ့်တယောက်ကတော့ဂျမ်းမာရေးဝင်ကြီး United States Secretary of Health and Human Service Robert F Kennedy Jr. ပါ RFK Jr. ဆိုတဲ့နာမည်တူောက်ကိုပဲ ခေါ်ကြတာများပါတယ် RFK Jr. ကအမေရိကန်နိုင်ငံရေးမှာအဆင့်အလာကြီးမားတဲ့ကနေဒီမိသားစုဝင်မှာသူ့ဦးလေးတမရဂျွန် F. ကနေဒီက1963ခုနှစ်မှာလုံခြံခံခဲ့ရတဲ့အမေရိကန်ပြည်အောင်စုရဲ့35ဦးမြောက်တမရဖြစ်ပြီးသူ့ဖခင်ကလည်း1968တမရရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာလုံခြံခံခဲ့ရတဲ့နာမည်ကျော်အထက်လွှတ်တော်အမတ် Robert F. Kennedy ဖြစ်ပါတယ်။တခုတည်ထားမှာက Kennedy မိသားစုက အစဉ်အလာအရဩစာချိန်မာတဲ့ Democratic Party အမာခံနေပါ။ Democratic Party အမာခံမိသားစုကနေပေါက်ဖွာလာတဲ့ RFK Jr. က Republican သမ္မတ Trump ရဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးဖြစ်လာကြတဲ့ကကိုတမူထူးခြားနေပြီဖြစ်ပါတယ်။နောက်ထူးခြားတဲ့အချက်က RFK Jr. ကစီးပညာနဲ့ပတ်သက်တဲ့ ဘာပွဲဒီဂရီမှရရှိထားတာမရှိတဲ့ရှေ့နေ နိုင်ငံရေးသမားတဦးသာဖြစ်ပါတယ်။ပိုဆိုးတာက RFK Junior ကကာကွယ်ဆေးထိုးခြင်းနဲ့အခြားသိပ်ပံနေကြအတီးပြုထားတဲ့ဂျမ်းမာရေးဆိုင်ရာအချက်လက်တွေတွေ့ရှိချက်တွေအပေါ်လက်သင့်မခံမေးခွန်းထုတ်လို့သူတန်တရားရှိသူ ဖြစ်နေတာပါ။အဲဒါကြောင့်ပဲနိုဘယ်ဆုရပညာရှင်တွေဩဇာကြီးမားတဲ့ဆေးပညာရှင်ဆရာဝန်တွေက RFK Jr. ကိုဂျမ်းမာရေးဝန်ကြီးအဖြစ်ထရန့်ကအဆိုပြုစဉ်ကတည်းကကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ဂျမ်းမာရေးနဲ့လူမှုဝန်ထမ်းဝန်ကြီးဌာန United States Department of Health and Human Services ဆိုတာကယောဂထိန်းချုပ်ရေးနဲ့ကာဝေးစင်တာ CDC အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲမှုဌာန FDA တို့အပါအဝင်အရေးကြီးတဲ့ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကိုကြီးကြပ်ရတာဖြစ်လို့ RFK Junior လို့သိပ်ပံနေကြအတီးပြုထားတဲ့ဂျမ်းမာရေးဆိုင်ရာ အချက်အလက်တွေကိုလက်သက်မခံဘေကွန်ထုတ်လို့သူတန်တရားရှိသူလူမျိုးကိုပညာရှင်တွေကန့်ကွက်ကြတာကလည်းထူးတော့မထူးဆန်းပါဘူးဒါပေမဲ့လည်း Republican အများစုထိန်းချုပ်ထားတဲ့အထက်လွှတ်တော်စီနိတ်ကတော့ထောက်ခံမဲ52မဲကန့်ကွက်မဲ48မဲဖြင့် RFK Junior ကိုဂျမ်းမာရေးဝန်ကြီးအဖြစ်အတီးပြုပေးခဲ့ပါတယ် လက်ရှိမှာတော့သူ့ကိုဘလို့ဝင်ဝေဖန်ပါစေ RFK Jr. ကတော့ Trump ရဲ့ Make American Great Again ဂျွေးကြော်တန်နဲ့ခက်စင်စင်သူ့ရဲ့ Make American Healthy Again အစီအစဉ်ကိုဆက်လက်အကောင့်ထဲပေါ်နေဥမှာပါပဲပြီးခဲ့တဲ့ရက်ပိုင်းကလည်း RFK Jr. ကသူ့မျိုးတွေနဲ့အတူဘက်တီးရီးယားတွေနဲ့အချားအညစ်အကြေးတွေပါဝင်နိုင်ပြီးများလို့အများပြည်သူရေကူးရန်မသင့်လို့သတ်မှတ်ထားတဲ့ ဝါရှင်တန် DC ကချောင်းလေးတစ်ခုမှာရေစင်းကူးနေလို့ပွဲစုသွားပါသေးတယ်။ဒုတိယတယောက်ကတော့ကာကွယ်ဝင်ကြီး Pete Hassett ပါ။နိုင်ရှင်ပြောရရင် Trump ရဲ့ပထမတက်တန်းတော်ကကာကွယ်ဝင်ကြီးကဝါရင်အတွေ့အကြုံရင်အငိမ့်စားပို့ချုပ်ကြီး James Matic ဖြစ်ပါတယ်။1980ခုနှစ်မှာမှမွေးဖွားခဲ့တဲ့ Pete Hassett ကတော့အသက်55နှစ်သာရှိသေးပြီး Fox News သတင်းဌာနမှာသတင်းသုံးသပ်သူဖြစ်ကနေဝင်ကြီးဖြစ်လာတာပါ။ပုံမှုအဆင့်သာရရှိခဲ့တဲ့စစ်မှုထမ်းအောင်တူဖြစ်ပြီးကာကွယ်ရေးစီမံခွင့်ခွင့်မှုဆိုင်ရာ ထိတ်တန့်အတွေ့အကြုံမရှိသူတူ ဖြစ်တဲ့အတွက်အစင်လာရဆိုရင်တော့ PHS ဟာအမေရိကန်ကာကွယ်ရေးဝင်ကြီးဖြစ်ဖို့ဝါတော်တော်နှုတ်သေးတယ်လို့ပြောနိုင်ပါတယ်။အခြားအငင်းပွားပေါ်ရာအချက်တွေလည်းရှိပါသေးတယ်။2015ခုနှစ်ဂျွန်လနယူးယောက်မြို့ကအလန်နဲ့ အခမ်းအနားတစ်ခုမှာလဲရုပ်တံအစည်းအစဉ်တင်ဆက်ရင်းပိထက်ဆက်တယောက်ပစိမ့်တချောင်းကိုဖြစ်ပြတာကနေပြစ်မှတ်စဝန်းကို လွဲချော်ပြီးအမေရိကန်စစ်တပ်ကသူမှဒရန်တီးသူတူကိုသွားထိမှန်ခဲ့တဲ့ဖြစ်ရပ်ကလည်းဟိုးလေးတချော်ဖြစ်စင်ပါပဲပိထက်ဆက်ရဲ့လိမ်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်စဉ်တွေအရက်ကိုအလွန်အကျွံတောက်သုံးတတ်မှုတွေသူတာဝန်ယူဆောင်ရွက်ခဲ့တဲ့ စစ်မှုတန်းဟောင်းအဖွဲ့အစည်းတွေရဲ့ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာလွဲမှားမှုတွေအစရှိတဲ့ဆွဆွဲချက်တွေနဲ့ PHF ဆက်ရဲ့ဝင်ကြီးရာထူးအတွက်အထက်လွှတ်တော်ကြားနာပွဲတွေက တော်တော်ပွဲဆူခဲ့ပါတယ်အထက်လွှတ်တော်မတ်တယောက်ရဲ့မိကုံးတစ်ခုကိုဖြစ်ကြားရမှာလဲအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုမှားပြောခဲ့လို့ဝေဖန်ခံခဲ့ရပါသေးတယ် Republican အထက်လွှတ်တော်မတ်၃ဦးကပါ Democratic အထက်လွှတ်တော်မတ်အားလုံးနဲ့ပူးပေါင်းပြီး ပိဋကဆက်ကိုအဆိုပြုမှုပေါ်ကန့်ကွက်ခဲ့ကြတော့လေဒုတိယတံပရဂျေဒီဗန့်စကိုတိုင်းကတရေမဲကိုချိုးဖြတ်မဲပေးခဲ့ပြီးနောက်51မဲ90မဲနဲ့ခက်ခက်ခက်ခဲအထက်လွှတ်တော်ရဲ့အတီးပြုချက်ကိုရရှိခဲ့ပြီးပိဋကဆက်တယောက်ကာကွယ်ဝင်ကြီးဖြစ်လာခဲ့ပါတယ်ဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာလဲအငင်းပွားပွေရာတွေကတော့ဖြစ်စဲဖြစ်မြဲပါပဲရီမင်းက ခုပြည်သဘုံတွေကိုဘုံကျဲတိုက်ခိုက်ဖို့အစီအစဉ်တွေဆွေးနွေးထားတဲ့ signal group တွေကိုနာမည်ကြီး journalist တယောက်ကိုမှားထည့်မိခဲ့တဲ့ signal gate ဖြစ်ရမှာလဲပိထက်ဆက်ရဲ့ကြောကြားမှုတွေလုံရက်တွေအပေါ်မှာဝေဖန်မှုတော်တော်များခဲ့ပါတယ်။နောက်ဆုံးပြောရမယ့်တယောက်ကတော့ပညာရေးဝန်ကြီး Linda Mamhoma မိတ်ဆွေတို့ငငယ်က WWE နပန်းပွဲတွေကြည့်ဘူးယင် သူ့ကိုရင်းနှီးနေတယ်လို့ခံစားရမှာပါဂျိုးဝိုင်းနဲ့ခဏခဏဝင်လာပြီးပွဲစုအောင်လှုပ်တက်တဲ့သူ့ခင်ပွန်း Binks Mamhon နဲ့အတူ World Wrestling Entertainment WWE ကိုစတင်တည်ထောင်ခဲ့ပြီး1980ပြည်နှစ်ကနေ2009ခုနှစ်အထိ CEO အဖြစ်တာဝန်ယူခဲ့ပါတယ် WWE ကိုတာမန်ဒေတာအဆင့်မထင်မရှားဖြော်ပြလုပ်ငန်းပွားကနေ ဒေါ်လာဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ကမ္ဘာအဆင့်လုပ်ငန်းကြီးတစ်ခုဖြစ်တိုးတက်လာအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။သူမကထရန့်ရဲ့ပထမသက်တမ်းအတွင်းအသေးစားစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲရေးအစိုးရအေဂျင်စီကိုဥဆောင်ခဲ့တဲ့အတွေ့အကြုံလည်းရှိပါတယ်။ပြဿနာကဖြောပြေးရေးစီးပွားရေးနယ်ပယ်မှာသူ့ရဲ့နောက်ခံအတွေ့အကြုံကအထင်ကြီးစရာကောင်းပေမဲ့ပညာရေးနယ်ပယ်စီမံခန့်ခွဲမှုနဲ့ ပညာရေးမူဝါဒဆိုင်ရာ အတွေ့အကြုံနှဲပါတာပါ အထက်လွှတ်တော်မှန်ဘာနီဆန်ဒါစ်အပါဝင်ဝေဖန်သူများကတော့သူမရဲ့ပညာရေးနယ်ပယ်အတွေ့အကြုံနှဲပါမှုကိုမီးမောင်းထိုးဝေဖန်ခဲ့ကြပါတယ်အစိုးရပညာရေးဝန်ဆောင်မှုတွေကို အလွန်အကျွံပုပ်ပလိကပိုင်ပြုလုပ်ခြင်းပေါ်သူမရဲ့ထောက်ခံမှုကိုလည်းစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေကြတာပါလက်တလုံးမှာလည်းဟာဘတ်တက်ကသူကိုပညာရေးဝန်ကြီးဌာနက တတိဘေးစာပို့တော့စာထဲမှာသုံးထားတဲ့အသုံးအနှုန်းတွေဝက်ချဖွဲ့ပုံတဒါအားနည်းမှုတွေနဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာပေါ်မှာဝေဖန်ခံလိုက်ရပါသေးတယ်။အချုပ်ပြောရရင်တော့ဒေါ်နယ်ထရန့်ရဲ့သူ့အစိုးရအဖွဲ့ဝင်တွေကို အခုလက်ရှိဒုတိယသမ္မတတက်တမ်းမှာရွေးချယ်တဲ့ပုံစံကထရန့်ရဲ့ထူးခြားတဲ့ပုံမှန်မဟုတ်တဲ့နိုင်ငံရေးအတွေးခေါ်ကိုပြန့်နေပါတယ် သက်ဆိုင်ရာ professional ကျွမ်းကျင်မှုလုပ်ငန်းအတွေ့အကြုံရှိမှုဆိုတာတွေထက်သူ့အပေါ်လုံးဝသစ္စာရှိတဲ့ပုံကိုယ်တွေကဦးစားပေးရွေးချယ်လို့တဲ့သူ့ရဲ့ဆန္ဒကိုပြသနေပါတယ်ဒီလိုရွေးချယ်တဲ့ပုံစံကထိရောက်တဲ့အုပ်ချုပ်မှုစီဦးတည်မလားဒါမှမဟုတ်မမျှော်လင့်ထားတဲ့စိန်ခေါ်မှုတွေကို ဖန်တီးသွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရပါဦးမယ် trend ရဲ့ပုံမှန်မဟုတ်တဲ့သူမတူတဲ့ ဝင်ကြီးရွေးချယ်မှုတွေနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရောဘလို့ထင်ပါသလဲအောက်ကကွန်မန့်တွေမှာပြောပြခဲ့ကြပါအောင်မိတ်ဆွေတို့အနေနဲ့အခုဗီဒီယိုတွေကအကြောင်းအရာတင်ဆက်မှုတွေကိုသဘောကျနှစ်သက်တဲ့ဆိုရင်လက်တလောဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံကြီးစိတ်ဝင်စားပွဲရာအကြောင်းအရာတွေနဲ့ဆက်ဆက်သမိုင်းဖြစ်စဉ်တွေကိုသုံးသပ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Global Burma YouTube channel လေးကို like and subscribe ပြုလုပ်ပေးသွားပါအောင်စိတ်ဝင်စားပွဲရာအကြောင်းအရာတစ်ခုကိုနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ပြန်လာခဲ့ပါဦးမယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်